တော့မိသားအရောက်ဖွဲ့ခြင်းတယောက်နဲ့တယောက်ကြိုးစားဧကန်ခြင်းဆိုတဲ့အရာကလေတိတ်ပြီးတော့ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။နော်ဘာဖြစ်လို့ကျွန်မအဲ့လိုပြောလဲဆိုတော့ထိုးသူစီမှာရှိတဲ့ကောင်းကြီးမင်္ဂလာတဲ့ရဲ့အတ္တတာတဲကိုရောက်လာဖွင့်အတွက်သူ့ကိုကြိုးစားတက်ရ။သူ့မကြိုးစားရင်အဲ့လူထဲမှာရှိတဲ့ကောင်းကြီးမင်္ဂလာကိုယ့်ရဲ့အတ္တတာထဲမှာဘယ်တော့မှမရောက်လာ။ဆီယမဆူဇန်နာမင်းကိုဆူဇန်နာမင်းကိုကြိုးစားလိုက်တယ်ဆိုရင်ခင်မင်သွားတယ်ဆိုရင်ဆီယမဆူဇန်နာမင်းချက်တဲ့ဟင်းတော့စားရမှာပေါ့။ Right? ရာဒေးဗစ်ကရှေ့ဆုံးကနေသူခဏခဏစားရလို့လေအဲ့ပြောချင်တဲ့အရာကလူတယောက်ပေါ်မှာထားရတဲ့ကောင်းကြီးမင်္ဂလာတင့်ရတတာထဲမှာစီးဝင်လာခြင်းလားကျူစိုးဧကန်ကြီးမိတ္တဟာရဖွဲ့ကြီးထိုသူနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာရောက်ကိုရောက်လာတယ်ထိုသူနဲ့ဆိုင်တဲ့မျက်နှာသာရခြင်းရောက်ကိုရောက်လာတယ်ထိုသူနဲ့ဆိုင်တဲ့ကြွယ်ဝခြင်းရောက်ကိုရောက်လာတယ်ထိုသူနဲ့ဆိုင်တဲ့ကောင်းစားခြင်းရောက်ကိုရောက်လာတယ်ဒါကြောင့်မလို့ကျမတို့ကအချင်းချင်းတယောက်နဲ့တယောက်မိသားရဖွဲ့ခြင်းကိုမပြတ်ကွက်ရအောင် လူတိုင်းကတော့တရားဟောနိုင်မှာမဟုတ်ဘူးလူတိုင်းကတော့အပေါ်မှာတက်လာပြီးတော့ praise and worship ဥဆောင်တက်ချင်မှဥဆောင်တက်လိမ့်မယ်လူတော်ကလူတိုင်းကအနောက်မှာနေပြီးတော့တခါတည်းနော် media ကမ်းမမှာအားလုံးကို lighting တို့အခုကျမတို့ IT နဲ့ပတ်သက်တဲ့အရာတွေလှုပ်ချင်မှလှုပ်တက်လိမ့်မယ်သို့တော့လူတိုင်းလှုပ်နိုင်တဲ့အရာတစ်ခုရှိတယ်အချင်းချင်းမိသားရောက်ဖွဲ့ခြင်းအခန့်ကြိုးဆိုခြင်းအဲ့တော့အနောက်မှာရှိနေတဲ့ကျမတို့အာရှာအဖွဲ့ကလူတွေကလေ သူတို့ကဟိုတခြားအရာတွေလည်းတတ်ပါတယ်ဒါပေမဲ့သူတို့ဘာဖြစ်လို့လူတိုင်းကိုအဲ့ခံကြိုးဆိုလဲဆိုတော့ဒီမှာရှိတဲ့သူတယောက်ချင်းဆိုင်ရဲ့အတ္တတားထဲမှာတယောက်နဲ့တယောက်ချစ်ချင်းမြတ်တာထဲမှာခိုင်ခန့်ခြင်းရှိဖို့ရန်အတွက်အာမင်တယောက်နဲ့တယောက်တကယ်ကိုတိဆောက်ပေးလို့ရဖို့ရန်အတွက်မိသားစုတစ်ဖွဲ့ဒီအခမ်းအကြီးကိုဝင်လိုက်တာနဲ့ကိုယ့်အိမ်ကိုဝင်သွားတဲ့အရာသားကြီးဖြစ်စေဖို့ရန်အတွက်ကြိုးဆိုပေးတာပါအကယ်၍သူတို့တောင်မကြိုးဆိုဘူးဆိုလို့ရှိရင်ဒီ the city အတင်းတော့ ਨੇ ဆိုင်နေမိသားစုဝင်ဖြစ်ချင်းဆိုတဲ့အရာတော့သင်ခန်းစားမှာမဟုတ်ဘူးမှန်ပါသလား မှန်တယ်ကျမတို့ခုပြောပြမယ်အဲကျမတို့အရင်တုန်းကသီဒီလိုင်းမှာလုတ်ခဲ့ကျော်လူတွေကအရန်များတော့ကြက်သိမ့်နေတဲ့အခါမှာတခါတလေနှုတ်ဆက်ဖို့ရန်အတွက်ဟိုမေ့သွားတဲ့သူတွေလည်းရှိကောင်းရှိမှာပေါ့အဲ့ထဲမှာရှိတဲ့လူတစ်ယောက်ကဘာပြောလဲဆိုကျွန်တော်ကသာတဲ့အရင်လွန်ခဲ့တဲ့နော်နှစ်နှစ်လောက်ကကျမတို့ရဲ့နှုတ်ဆက်ခြင်းသာခံစားလိုက်ရရင်အခုဆိုရင်အတူတူအမှုတော်ဆောင်တဲ့သူတစ်ယောက်ဖြစ်နေပြီတဲ့ အဲ့ဒီအချိန်တုန်းကကျွန်တော်ဝင်လာဝင်လာတဲ့အခါမှာတဲ့ကျွန်တော်ကိုပြုံးပြမဲ့သူဆိုတာမရှိဘူးကျွန်တော်ကိုနှုတ်ဆက်မဲ့သူဆိုတာမရှိဘူးကျွန်တော်ကိုဂယုဆိုင်မဲ့သူဆိုတာမရှိဘူးတဲ့သိရဲ့ကြည့်ရနော်လူတယောက်ရဲ့အတ္တအแทမှာဖခင်ရဲ့အမှုတော်ကိုစောင့်ခြင်းလောက်တည်အကြည့်ဝိညာဉ်ရေးရနိုးထသွားစီတဲ့အရာအแทမှာလဲဘာပါနေလဲယုံကြည်သူချင်းချင်းကြိုးဆိုခြင်းဧကခံခြင်းအแทမှာပါနေတယ်ဒီနေ့ကိုပင်နာမှာဖခင်ပို့လိုက်တဲ့သူကသိရဲ့အတ္တထဲမှာတစ်ချိန်တစ်ခါမှမခံစားခဲ့ဘူးတဲ့ကောင်းကြီးမင်္ဂလာကိုစီးစင်းစေမဲ့သူတယောက်နဲ့ဖြစ်နိုင်တယ်နော် ။ Hallelujah. ဒါကြောင့်ကိုဘင်းနာမှာရှိတဲ့သူကိုဘယ်တော့မှ under estimate မလုပ်နဲ့ရှော့မတွက်နဲ့။ Amen. ခလေးသူငယ်တယောက်ပဲဖြစ်နေပါစေ၊စင်ရဲတဲ့သူတယောက်ပဲဖြစ်နေပါစေ။သွားပြီးတော့ကိုကရှော့တွက်လိုက်တယ်ဆိုရင်ထိုသူနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာသင်မခံစားရတော့။ Amen. ဓမ္မဟောင်းကာလမှာကြည့်လိုက်မယ်ဆိုရင်ခေါင်းဆောင်တွေများကြည့်ရှိပေမဲ့ဖခင်ကမောရွှေကိုတီးတဲ့ဣတိလလူမျိုးကို ကဲနှုတ်ဖွင့်တဲ့ရွေးချယ်။လူငယ်တွေအများကြီးရှိပေမဲ့ဖခင်က ယောရှုနဲ့ကာလပ်ကိုတီးတန့်ရွေးချယ်တယ်။ဖိတ်သိမ့်ပေးတယ်။ထိုသူတွေအားလုံးကိုတကယ်ကိုဥဆောင်နိုင်ဖို့ရန်အတွက်ဉာဏ်ပညာပေးတဲ့အပြင်ကျေဝန်းတဲ့နှလုံးသားကြီးကိုလည်းဘုရားသခင်ကသူတို့ကိုတီးတန့်ပေးထားတယ်။အာမင်။ဆိုတော့လူတော်တော်များများเนาะကျမတို့ရဲ့အနာမှာဘုရားသခင်ဘသူတွေထားထားပေးတယ်လဲဆိုတဲ့အရာကိုမြင်နိုင်ဖို့ရန်အတွက်တတိထားမယ့်အချိန်ကာလရောက်နေပြီ။ဘာဖြစ်လို့လဲဆိုတော့ ဖျားခင်ခွဲခံထားတဲ့သူကိုကြိုးဆိုခြင်းအပြင်ဖျားရဲ့လူကိုလက်ခံခြင်းအပြင်တင့်ရဲ့အတ္တတာထဲမှာပိတ်ဆို့နေတဲ့တကားတွေဟာလေလုယာတခါမှတင်မရဘူးတဲ့ဝိညာဉ်နဲ့ဆိုင်တဲ့ဖိတ်သိက်တွေတကိုးတော်တွေကိုတင့်ရဲ့အတ္တတာထဲမှာရရှိနိုင်ကြအောင်ရှိရဲ့ယေရှုခရစ်တော်ကသူ့ရဲ့မြို့ဖြစ်တဲ့နာဇရက်မြို့ကိုပြန်ပြီးတော့နှုတ်ကပတ်တော်ဝင်လာတာ အဲ့တော့ယေရှုသွားတဲ့နေရာတိုင်းမှာယေရှုခရစ်တော်နဲ့ဆိုင်တဲ့တကောနမိတ်လက္ခဏာအမြဲတမ်းဖြစ်ပေါ်လေးရှိတယ်မဟုတ်ဘူးလားယေရှုခရစ်တော်နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကထိုမြို့ထဲမှာစီးစင်းတယ်ကေတင်ချင်းကထိုမြို့ထဲမှာစီးစင်းတယ်တော်တော်အဲ့ဒီအချိန်မှာအဲ့ဒီမြို့မှာရှိတဲ့သူတွေအားလုံးကတဲ့နော်အထူးသဖြင့်နာဇရက်မြို့မှာရှိတဲ့သူတွေပေါ့ယေရှုခရစ်တော်ကိုမကြိုဆိုကြဘူးတဲ့မယုံကြည်ကြဘူးတဲ့စေတနာစိတ်ပြတ်တယ်တဲ့ဆိုလေသဘောကအထင်သေးတယ်အဲ့ဒီအချိန်မှာဘာဖြစ်လာတယ်လဲဆိုယေရှုခရစ်တော်ထိုမြို့မှာတဲ့ နမိတ်လက္ခဏာအနှဲငယ်ပဲပြနိုင်တယ်တဲ့။ဘာဖြစ်လဲဆိုတော့သူတို့ရဲ့မကြိုဆိုခြင်းမယုံကြည်ခြင်းကြောင့်အဲ့တော့ယေရှုကဘာလုပ်လဲဆိုတော့မယုံကြည်တဲ့သူတွေကိုကြော်သွားတယ်။နောက်ထပ်တစ်မျိုးမှသွားပြီးတော့အစီခံတယ်။တကယ်နာသွားတာဘယ်သူလဲ။မကြိုဆိုတဲ့သူရဲ့တတားထဲမှာယေရှုနဲ့ဆိုင်တဲ့တကယ်သာရအသက်နဲ့ရှင်တဲ့ကောင်းကြီးမင်္ဂလာကြီးကထုံမျိုးကလွတ်သွားတယ်မဟုတ်ဘူးလား။